老板，你回来办么了？喂，娘嘞！我天啊，口了，给他老司机热加我们收不着这些呢，你。你不,不一我三三来都没得，我的，总得弄的 ဟဲ့တို့မရတော့အများကြီးဝဲချလာရုပ်သမီးကစွန်းရုပ်သမီးရဲ့ကြီးတွေဝဲကြမင်းရန်ဒီရဲ့အများကြီးပါရော။ဟာသမီးတို့ချိုးခွက်နှုတ်လို့ဟင်းချက်ချက်လေ။တုံးညလို့တော့အောင်လို့။အောင်နေရဆိုပမုံအုံးလို့လည်းနေမဟုတ်ဘူးဒီနေ့ပဇွန်လည်းရလာရဆိုတော့ပဇွန်နဲ့အုံးလို့လည်းလက်ချက်လိုက်ရ။အေးတောင်းနေသမီးအမေတက်ဟဲ့တယ်။နေတက်စာဆိုတော့လေတနက်လွန်ပြီးဟင်းလေးကြိုလိုက်မယ်။ကြိုလိုက်ပြီးရင်မကြီးရလိုက်ချက်လိုက်။အဲအဲအဲ့ဒါမတက်တော့ကြီးရတော့ပြေတော့အဲ့လိုပြေ။ပြောပဇွန်နဲ့ညကြီးပဲဝင်ဝင်ကြိုက်တယ်။ ချင်းကခုတ်ထားတာတနာတော်ရှိသေးတော့ကြာဟိုမစိုးမချောက်သိဖြစ်နေတာလေဆက်ခွဲလမ်းမှာပို့ပြီးတော့တောက်တာနောက်ပြီးတော့ပို့ထိုးလဲတက်တာလေပဇွန်အုံနှုတ်ချက်ဖို့အတွက်ကတော့အည်သွေးကောင်းတဲ့ variety အုံနှုတ်ကိုသုံးထားပါတယ်။ variety ကကြတော့တရားရဂိုင်းလုံးအုံတိစစ်စစ်ကနေထုတ်ထားတာဆိုတော့အခုလိုဟင်းပွဲတို့အချိုပွဲတို့မှာယုံကြည်စိတ်ချစွာနဲ့သုံးလို့ရပါတယ်။ ဟင်းအနှစ်အတွက်ပဝင်ပစ္စည်းအားလုံးကိုတစ်ခါလဲရောထည့်ပြီးတော့စီးတက်ပေးလိုက်ပါမယ်။ဒီလိုတစ်ခါလဲရောထည့်ပြီးစီးတက်မယ်ဆိုရင်တော့ခရမ်းညင်တီကြည်လွယ်စီဖို့ရေနှင်းငယ်လေးထည့်ပေးရပါတယ်။ဒီနေ့လေးရပြီဆိုရင်တော့ဗဇွန်ထည့်လိုက်ပါတော့မယ်။ အရိုက်ဒီအတင်းသုံးအုံးလို့ဘူးလေးတွေရလေသူကတရားရကိုင်းတော့အုံးပြီးစစ်စစ်ကနေထုတ်ထားတာအဲ့ကြတော့ဒီတဘာဝအုံးပြီးရဲ့အနက်နဲ့အရာတောင်ရတာပေါ့နော်အဲပြီးတော့ဒီအရိုက်ဒီကကြတော့တာရှိကန်တာတို့စေဝါးတွေမှာပါတော့လေကိုကအချိုဝဲပဲလှုပ်လို့အခုလိုမျိုးဟင်းလေးတွေပဲချက်ချက်ယုံကြည်စိတ်ချစွာနဲ့သုံးလို့ရတာပေါ့နော်အခုကတော့လေပမ္မအုံးနှံစာလေးလှုပ်စားမလို့အဲ့ဒါအုံးလို့ကြိုးမလို့အုံးလို့ကြိုးကကြလွယ်လွယ်လေးရယ်လေ ဒီအုံတို့တပူးဆိုလို့ရှိရင်ရေကိုလည်းဒီတပူးထည့်ထည့်ပြီးလို့ရှိရင်ကြားရေပြီးတော့စားနေတဲ့လစ်ထည့်ပြီးကျိုးလိုက်ရုံပေါ့ကိုလုံလို့ဒီရဒီလို Organic ဘူးလေးဝယ်ခြင်းလည်းဆိုလို့ရှိရင်လေမြစ်ဆက်ရဈေးဆိုင်တို့သွေးဆိုင်တို့မှာလည်းဝယ်လို့ရတယ်ဒါမှမဟုတ်ရင် Ocean တို့ Supermarket တို့မှာလည်းဝယ်လို့ရတယ် 現你家的腰皮子处理了多少钱呢？努力不赖算呢，五千多元。今天来接皮子了，你来咋上来忙没？阿龙来准备拉我陪过半天了，皮咋不主动来？阿龙来切台。 啊、人都爱旅游啊！嗯好 你不是老吃在家里，偶尔来吃吃的，才没得宝贝啥讲呢。 အခုကတော့အချိုတဲဟိုအတွက်ပါမုံအုံနှုတ်ဇန်လေးပြင်နေတာပါဒီလိုမျိုးပါမုံရဲ့တာကူရဲ့အုံနှုတ်ကြိုးထားတာလေးရထည့်ပေးလိုက်ရင်ရပါပြီ အရင်ကပေါင်မုံအုံးလို့စားဆိုရင်လေဟိုတရားရည်လေးနဲ့ပေါင်မုံလေးနဲ့ပဲစားရတာအုံးတော့ဝယ်လို့မလွယ်ဘူးလေဒီရိုင်းဒီအုံးတော့လေကောင်းတယ်ဗျအနမ်းလေးကိုမွှင်းနေတာပဲ ါဆိုရင်တော့ဆက်ပြီးတော့စားလိုက်ပါဦးမယ်နော်အဲအခုလိုမျိုးပဲနောက်ထပ်လာမယ့်အညာဒေတာနဲ့ပတ်သက်တဲ့အညာဆက်ဆက်လေးတွေနဲ့ပတ်သက်တဲ့ဘလော့လေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါဦးနော်အားလုံးပဲတတ်တာ